မင်္ဂလာပါရှင်ရန်ကုန်ခေတ္တ channel နောက်ဆက်ရသတင်းကိုတင်ဆက်ပေးပါမယ်။ကြောက်ဖြူတိုက်ပွဲမှာတိုင်းစစ်ဝစီမှုဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်းနဲ့စစ်တုံးမန်းများပြပန်းစီအားရှိထားပြီးအလံဖြူထောင်းလင်းဝင်သူတွေလုံများပြရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တိုက်ပွဲတွေမှာတိုင်းစစ်ဝစီမှုဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်းနဲ့စစ်တုံးမန်းများပြပန်းစီအားရှိကြောင်းအေးစေသတင်းမြစ်ကပြောပါရယ်။မေလ30ရက်နေ့ညနေ3:00ချိန်ကြောက်ဖြူမြို့နယ်မင်းတပ်တောင်ကျာနီစစ်ကောင်စီတပ်နဲ့အေရိုကြောင်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှင်တိုက်ပွဲမှာစစ်ကောင်စီတပ်အတိုင်းစေဟုစင်မှုဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်းနဲ့စစ်တုံးမန်းများပြားလက်နက်ခဲများနဲ့တို့ရဲ့ကဖန်စီအားရှိကြောင်းအကြမ်းဖက်စစ်ကောင်စီတပ်တွေကမင်းတပ်တောင်ကျေးရွာမြောက်ဘက်မိသားချအကွာစစ်မှုလက်မှုတင်နှန်းကြောင့်ကိုအခြေပြုပြီးအေကိုထိုးစစ်ဆင်နေကြောင်းဖြစ်ကြောင်းသိရပါတယ်။ကြောက်ပြုံမြွနဲ့တိုက်ပွဲမှာစစ်ကောင်စီဘက်ကများပြားလက်နက်ချလင်းဝင်နေပြီးဖန်စီအားရှိသူများပြားကြောင်းသိရပါတယ်။ ကြောက်ပြိုတိုက်ပွဲတွေမှာစေကောင်းစေတပွဲနဲ့အထက်ကအတင်းရမမိတ်ပေးစေခိုင်းနေပေမဲ့လည်းမြေပြင်မှာကတရင်လိုက်စိတ်တက်ပြပြနေကြပြီးတိုက်လို့ခိုက်လို့စေကလုံးဝမရှိကြတော့စေကောင်းစေတပွဲနဲ့အရက်ကတတော်ထမ်းမှာရခွေရပိုင်းတွေတွင်လက်လက်နဲ့တော်လကောင်းလက်နဲ့မဲ့တော်လကောင်းအလံပြိုထောင်ပြီးအလင်းဝင်အောင်လာသူတွေစတိုင်းရှင်နေပါတယ်။ကစင်ကလေးထွက်ပြေးလွန်မြောင်နေရရှန်သူတွေကိုလည်းအရက်ကတတော်ကနေ့စဉ်နဲ့မြဖမ်းဆီးရမိလျက်ရှိပါတယ်။ ဂျပန်စစ်ကောင်စီတပ်မှစစ်စင်ကိုကဲသူမလုံလောက်တော့တပြင်းပြောင်းမှုနဲ့ဂျီဝမ်နေပါရှိတဲ့သူစစ်စင်ထွက်နေရကြောင်းထို့ကြောင့်အေအေတပ်မှရှာတူးကြီးအရာရှိမကြာခဏဆိုလိုဖန်စီရရှိနေခြင်းဖြစ်ကြောင်း CDN ဗိုလ်ကြီးစင်ရောကပြောပါတယ်။ တချို့ကဂျီဝမ်းစင်ဆိုပြစစ်စင်ရင်လိုက်ရတာမဖြစ်နိုင်ဘူးဆိုပြောနေကြတယ်။ဂျီဝမ်းဆိုတာစေဦးစင်မှုပထမတဲ့တိုင်းစစ်ဌာနချုပ်တွေမှာရှိတဲ့ဂျီဝမ်းဓာတ်ကစားဒေတာကုတ်ကဲရင်မှုဒေတာကုတ်ကဲစစ်ဌာနချုပ်တွေမှာရှိတဲ့ဂျီဝမ်းတွေကတော့စစ်စင်ရင်လိုက်လိုက်ရတာရှာတယ်။ကျွန်တော်ဒီတက်မာတွေချင်းမြတ်တက်မာဌာနချုပ်တွေကျွန်တော်တက်မာတွေစစ်စင်ကုတ်ကဲမှုဌာနချုပ်တွေမှာရှိတဲ့ဂျီဝမ်းတွေကတော့ပြူဟာမှုလုံလောက်မှုမရှိဘူးဆိုရင်ခိတ္တပြူဟာမှုနဲ့ရှေ့တန်းစစ်စင်လိုက်ရတာရှိပါတယ်။ မေလ29ရက်နေ့ကလည်းရခိုင်ပြည်ကြောင်ဖြူမြို့နယ်မောက်စတန်နဲ့အေအတတွေကြောင့်တိုက်ပွဲဖြစ်ပွားစဉ်မတ်စတေကျွင်းမြတ်တမဌာနချုပ်မှနှိပြော်မှုပုံမှုကြီးကြော်မြို့အောင်ကအေးရဲ့ပြစ်ကတ်မှုကြောင့်တိုက်ဆုံခဲ့ပါတယ်ဆလပ်ပြောပေါကောင်းမြွနယ်အတွင်းစစ်ကြောင်းထုတ်နေစစ်တပ်ကကြေးရ900ကိုဇက်တိုက်မိရှို့ပြစင်းနေပြီးထောင်ထဲချီတော့ပြည်သူတွေပေးလွရာထွက်ပြေးနေရပကိုးတိုင်းပေါကောင်းမြွနယ်အတွင်းစစ်ကြောင်းထုတ်နေတဲ့အကြက်ဖက်စစ်တပ်ကကြေးရ900ကိုဇက်တိုက်မိရှို့ပြစင်းနေပြီးထောင်ထဲချီတော့ပြည်သူတွေပေးလွရာထွက်ပြေးနေရကြောင်းဒေသပြည်သူတွေကပြောပါတယ် မေလ28ရက်နေ့မနက်10:00နာရီခန့်မှာပေါ့ခေါမြို့နယ်တွင်အင်အား60ကျော်နဲ့စစ်ကြောင်းထိုးနေအကြပ်ပတ်စစ်ကောင်စီတပ်သားတွေကတိုက်ချောင်းကြရကိုစတင်ဝင်ရောက်စေနေပြီးပြည်သူပိုင်းတွေကိုမိရှုဖြစ်စေခဲ့ပါတယ်တော်တော်မိရှုဖြစ်စီပြီးနောက်ဂျပန်စစ်ကောင်စီတပ်သားတွေကညပိုင်းမှာတိုက်ချောင်းကြရတွေမှာပြန်လည်ဆက်ကွာသွားပြီးမေလ20ရက်နေ့မနက်09:00နာရီခန့်မှာစစ်ကား3စီးနဲ့တိုက်ချောင်းကြရတွေတက်မှန်ရောက်ရှိလာခြင်းဖြစ်ပါတယ် ထို့ပြင်မေလ30ရက်နေ့မနက်9:00နာရီကစတင်ပြီးဂျပန်စစ်ကောင်စီတပ်သားတွေကအိုက်ဆောင်ကွမ်းအုံစုကျေးရွာတွေကိုနှစ်ကြိမ်ထပ်မံမိရှုဖျက်ဆီးခဲ့ပြီးရင်းနှီးမော်လဲ12နာရီကမှတဖန်ခိုင်ကျေးရွာမြင်းနီးကျောကျေးရွာနဲ့တောင်ကလေးကျေးရွာတို့ကိုဆက်တိုက်မိရှုဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။လက်ရှိချိန်ဒီဂျပန်စစ်ကောင်စီတပ်သားတွေကကြေးရော်တွေကိုစက်တိုက်စစ်ကြောင်းတို့မိရှုံနေပြီးထောင်ထဲချီတော်ပြည်သူတွေဘေးလွတ်ရာထွက်ပြေးနေရပြီးမိုးစက်တိုက်ရွာသွန်းနေခြင်းကြောင့်တောက်ရည်စားနေကောင်နဲ့မိုးကောင်ရဲ့ရေးပေါ်လိုအပ်လျက်ရှိကြောင်းသိရပါတယ်။ မိုးကနေ့တိုင်းရွာနေရာ၃ရက်ဇက်တိုက်ရွာနေရာဆိုတော့ပြည်သူတွေတောင်းရင်စာနေကနဲ့အမိုးကနေဇက်တိုက်လုံနေပါတယ်တိန်းဆောင်နေရာပြည်သူတွေလည်းတောင်းနေကြပါတယ်အခုချိန်ဒီခွေးစစ်ကြောင်းကရှိနေတဲ့နေဘလောက်ပြည့်စည်ဆောင်ရှုံးလဲဆိုတာအတိမပြုတ်နိုင်သေးဘူးလို့ဒေသပြည်သူတောင်းကပြောပါတယ်နောက်ထပ်တင်ဆက်ပေးမှာကတော့ဖားကန့်ရှိအကြီးဆုံးသောကြောက်ကမ္ပဏီတစ်ခုဝင်တွင်ကိုစစ်တပ်ကဝင်ရောက်မိရှုကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံခင်မော့စီစာရှိကြောက်တူဖွဲ့ကမ္ပဏီတစ်ခုရဲ့ဝင်တွင်ကိုစစ်တပ်ကဝင်ရောက်မိရှု ပြက်စီမှုတွေလောက်ဆောင်နေကြောင်းလွန်ခင်းဒေတာပြည်သူတွေကပြောပါတယ်။ရွှေနေမေလ31ရက်နေ့မနက်7:00နာရီကျော်ချိန်ဂျပန်စစ်တပ်ကလွန်ခင်းဒေတာမှောက်စီစာရှိအကြီးဆုံးကြောက်တူပေါ်ရေးကမ္ဘာကြီးဝင်းတွင်ကိုဝင်ရောက်ကမိရှုပ်ပြက်စီမှုတွေလောက်ဆောင်လာခြင်းဖြစ်ကြောင်းသိရပါတယ်။ သူတို့ကြည့်ရတာဖြက်စီမဲ့ကုမ္ပဏီစင်များရှိသလားမသိဒီကနေ့ဖြက်စီကတော့ဘာကံမှာအကြီးဆုံးကုမ္ပဏီလို့ပြောလို့ရတဲ့ကုမ္ပဏီရဲ့ဝင်းနဲ့ကိုဝင်းမိမိရှို့ဖြက်စီကဘာကံကိုလာရဲ့စစ်တဲဆက်ကြောင်းတစ်ကြောင်းမှာတက်မကုံကုံဝင်သွားတဲ့ဆက်ကြောင်းရဲ့လုံခင်းမော်စာဖရာကုံတော်ရောက်သွားတဲ့ဆက်ကြောင်းရဲ့အခုဖြက်စီမှုရဲ့လုံနေရာကဖရာကုံတော်မှာရောက်နေတဲ့စစ်တဲဆက်ကြောင်းကဖြက်စီမှုလုံနေရာလို့ဘာကံဒေတာတရင်မြစ်ကပြောပါတယ် မကြမ်းမစစ်တပ်ကဘာကန့်ကိုစစ်ရင်600ကျော်နဲ့စစ်ကြောင်းတွေ꿰ပြီးတိုးဆက်ဆင်ခဲ့ပြီးလမ်းတလျှောက်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းစစ်တပ်ကလည်းလက်ကောင်းတို့ဖြတ်တန်းလာလမ်းတလျှောက်မှာရဲသားပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခြင်းနဲ့လုံဆောင်ခဲ့ပြီးလုံခေမှာပြည်သူငောက်ထမင်းနဲ့တပ်ဖြတ်ခံရကြောင်းသိရှိရပါတယ်။နောက်ဆက်အောင်ပြကြတဲ့အတွက်ဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။